အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ April 10ရက်နေ့မှာတော့ကျွန်တော်တို့ပုံတော်တို့အင်တော်မျိုးတင်တိုက်ပွဲမှာဆိုလို့ရှိရင်တော့ဒါတော့ Sky မှာပေါ့နော်အဲ့ဒီမှာဂျပန်ကူနာမည်ကြီးတဲ့ဂျပန်ကို follow ထားတဲ့အဲ့ဒီကူမှာနေပြီးတော့ဒီတမမူကိုတိုင်းနော်တမမူကိုတိုင်းအဲ့ဒီမှာဘုံမူချုပ်အောင်ဖက်ဦးကနေပြီးတော့အဲ့ဒီမှာသူတို့အဖွဲ့ကခုခံတဲ့ တမမှုကိုတိုင်းအဲ့ဒီမှာဦးစီးပြီးတော့တိုက်တယ်အဲ့ဒီတမမှုကတော့တမခေါခေါတော်တော်နာမည်ကြီးတယ်ဆိုတော့သူ့ကိုနေပြီးတော့ဖန်စီရမိတယ်အဲ့ဒါကကတာမနော်ကတာမအဲ့ဒီအင်းတွေကနေပြီးတော့ထွက်ပြီးတော့နော်ထွက်ပြေးတာပေါ့သူတို့အဖွဲတွေထွက်ပြေးတယ်ထွက်ပြေးတဲ့ခါကျတော့ဒီဖက်ဒေါ်လာရအဖွဲတွေရဲ့ gain နေဆိုတော့သူတို့ဘယ်တော့မှမလွတ်ဘူးနော်အဲ့ဒီမှာကတာက PDF တွေကဝိုင်းပြီးတော့အဲ့ဒီမှာဖမ်းလိုက်တယ်ဖမ်းလိုက်တဲ့ခါကျတော့အဲ့ဒီမှာဆရာကြီးဖမ်းခါရတယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီစကားဆရာအရောက်ပေါင်း150ပါတယ်เนาะအဲ့ဒီဗီဒီယိုဖိုင်ရဲ့ကျွန်တော်တင်ထားပြီးသားဖြစ်တယ်ဒီ channel မှာเนาะဆိုတော့ အဲ့ဒီမှာတော့သူတို့ပြောတဲ့ဟာတွေတော့အတန်ကိုသူတို့ဖြောက်ထားတာတွေ့ရတယ်ဒါပေမဲ့အဲ့ဒီလူတွေပဲเนาะအဲ့ဒီလူတွေပဲကျွန်တော်ခန့်မှန်းတာတော့300เนาะမဟုတ်ဘူးအခုသူတို့ဈေးအတီချထွက်လာတယ်เนาะ150เนาะ150ဖမ်းမိတယ်အဲ့ဒီမှာဘုံမူးချုပ်အောင်သဲဦးတမမူးတမခွန်ခွန်တော်တော်နာမည်ကြီးတယ်သူကဆိုလို့ရှိရင်တော့ကိုမျိုးမှာဒီတော်လိုင်းတက်ဖွဲ့တွေမဖြစ်ခင်မှာပေါ့เนาะအဲ့ဒီမှာဒီလူငယ်တွေကဆန္ဒပြတဲ့ဆန္ဒပြတဲ့ဟာကိုเนาะအပြတ်တက်ချိန်မုံးလား အချင်းမုံလာဆိုလို့ချင်းဒီလိုပဲဆိုတော့တော်တော်နာမည်ကြီးတယ်ဒီလိုကတော့တော်တော်ဆိုးတဲ့ဖက်မနာမည်ကြီးတဲ့အတွက်ကြောင့်နောက်သူ့ကိုနေပြီးတော့အခုလက်ဆပ်ဖြောက်မယ်ဒီမလာက လက်ဆပ်ဖြောက်မယ်လက်ဆပ်ဖြောက်တယ်ဆိုတာကဒီလိုတွေကိုပြန်သုံးလို့မရတော့ဘူးအခုကဘုံမှုချုပ်ကိုလိုက်ဆိုတဲ့ခါကျတော့အဲ့ဒီမှာဒီတော်လည်းရဲ့အခွေတွေကဒီလိုကိုအသုံးပြတ်တယ်ဆိုလို့ရှိရင်တော့အချက်လက်တွေလှုပ်ဝဲချက်တွေမြန်ကြီးပေါက်ချသွားမယ်အဲ့ဒါကြောင့်သူ့ကိုနေပြီးတော့ကောက်ကောက်မုံမုံထင်ချုပ်ထားတယ် ပြလို့ရှိရင်တော့နေရာခွဲထားတယ်เนาะမလာကနေရာပြင်မှတ်တွေကိုတိပြီဆိုလို့ရှိရင်တော့အဒီမှာပုံချေပြီးတော့လက်စာဖြောင်းလိုက်တော့မယ်ဆိုတော့ရောက်ပေါ်150ရက်လေးကြွမှာအကြောင်းညာမှသူတို့ပြန်သုံးလို့မရအောင်အဲ့လိုမျိုးလုံးမဖြစ်တဲ့အတွက်ကြောင်းเนาะအဲ့ဒီတော်လိုက်ရောက်ဖွဲ့တယ်ကလည်းနတ်တယ်ဆိုတော့အဲ့ဒီပုံမှုချုပ်ကိုနေပြီးတော့ တက်တက်ခွေးတယ်တခြားလူလည်းတခြားနေရာတစ်ခုစီခုစီနော်ဒီမျိုးထားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကမန္တလေးမြို့ဘဟုပြုတ်တော့ငလျင်ငယ်နောက်တစ်ခုထပ်ပြီးတော့ထုတ်ပြန်တယ်နော်လှုပ်ပြန်တယ်အဲ့ဒီမှာညဖက်မှာ9နိုင်10နိုင်ပေါင်းကြမှာထုတ်တဲ့ခါကျတော့လူတွေကတကယ်ထိတ်တလန့်ဖြစ်သွားတယ်ဆိုတော့အဲ့ဒီမှာမြင်းငလျင်ငယ်တော့ငယ်ပဲနော်3.1ရဲ့ ုံးသားသမား6ရက်နှစ်ချိန်လှုပ်တယ်နော်နှစ်ချိန်လှုပ်တယ်ဒါပေမဲ့အဲ့ဒီမှာမျိုးခံတွေကငကိုကလေးကအခန့်ချိထားပြီဆိုတဲ့အခါကျတော့တော်တော်ကိုလန့်ပြန်ပြီးတော့အိမ်မမနေရဲပဲနော်တချို့လူတွေဆိုရင်လှုပ်ရှင်တော့တိုက်ကိုမြင်တာနဲ့တော်တော်လန့်သွားတယ်တိုက်ထင်မမနေရဲတော့နော်အဲ့ဒီမြင်ငယ်လှုပ်လို့ရှိရင်ဒီတိုက်တွေကပြိုချပြီးတော့နော်သူတို့သိမလားစသည်ဖြင့်ဒီလိုကြောက်သွားတယ်နော်တိုက်ကိုမြင်တာနဲ့ကြောက်သွားတယ်ဒီကား accident ဖြစ်တဲ့လူလည်းဒီလိုပဲနော်ကျွန်တော်လည်းတစ်ခါ accident ဖြစ်ဘူးတယ်အဲ့ဒီကားကြီးတွေကိုမြင်လို့ရှိရင်ကျွန်တော်ကြောက်ပြီနော်အဲ့ဒီမှာကားစီးတာလန့်ပြန်အဲ့ဒီဘေးနားကကိုယ်နဲ့ရှင်ပြီးတော့မောင်းလာပြီဆိုလို့ရှိရင်တော့တော်တော်ကိုကြောက်တယ်နော်အဲ့လိုမျိုးကြောက်ခဲ့တာ3လလောက်ကျွန်တော်ကြောက်ခဲ့ က်ကူလဲဒါတော့မှကျွန်တော်ပါတော့ခုမှမဖြစ်ဘူးနော်ကဒီစည်းလုံးကအကုန်လုံးပြက်စီသွားတယ်နော်ပြက်စီသွားတယ်လူကတော့ဘာမှမဖြစ်ဘူးနော်အဲ့ဒီတန်ကီတော့ပါတော့အကုန်လုံးပေါက်သွားတယ်နော်စီးတယ်ဆိုတော့တကူလုံးပဲဒါပေမဲ့ဘာဒဏ်ရာမှလည်းမဖြစ်ဘူးဘာမှလည်းမဖြစ်ဘူးအဲ့ဒါတောင်မှသုံးလလောက်ကြောက်တယ်ကျွန်တော်ခိုင်းကိုပို့ဖြုတ်ပြီးတော့လှုပ်တဲ့မင်းကလေးเนาะအဲ့ဒါကနေပြီးတော့ကုမာလက္ခဏာမျိုးပြောင်းတယ်အဲ့ဒါမန္တလေးအင်္ဂလိပ်ရေလို့ပြောတယ်เนาะဆိုတဲ့ခါကျတော့ ဘာဖြစ်လို့အဲ့လိုမျိုးပြောလဲဆိုလို့ရှိရင်တော့စခိုင်းမှာကတော်လင်းတက်ဖို့တည်းထင်ချုပ်ထားတယ်မန္တလေးမြို့ကြတော့သူတို့ထင်ချုပ်ထားတယ်ဆိုတော့အကိုကြီးတွေပေးတဲ့အခါကြလို့ရှိရင်တော့စခိုင်းကိုဘို့ပြုတ်တယ်လို့ပြောလို့ရှိရင်စခိုင်းကထိနာတယ်ဖြစ်တဲ့လေကြောင့်တော့စခိုင်းကိုသွားပြီးတော့ထောက်ပိုက်ရမယ်သူကမထောက်ပိုင်းချင်ဘူးအဲ့ဒါကြောင့်မန္တလေးငလျင်ဆိုပြီးတော့အခုနာမည်တက်တယ်နော်အဲ့ဒါကတော့အဓိကအကြောင်းရင်းဆိုတော့နိုင်ငံခြားကကိုကြီးတဲ့အကိုကြီးအားလုံးကိုသူထင်ချုပ်ထားတဲ့နေပြမှာပဲသူကိုကြီးမှစမယ်အဓိကတော့ကျွန်တော်တို့နေပြတော့နော်နေပြတော့မှာတော့ဒီနိုင်ငံခြားကရတဲ့အလုံးတွေကိုသူများအနေမှာရောက်မယ်ဆိုတော့ဖြားလေးတွေကတော့ တိန်ကိုစစ်သိမ်းပေးတယ်လို့ကျွန်တော်ဒီသတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့လောက်ကိုတိုင်တောင်ကုန်မြို့နယ်မှာရှိတဲ့စစ်တောင်းမြေရဲ့အရှိတ်အချမ်းအဒဲရွာကိုနေပြီးတော့စစ်ကူလာတဲ့စစ်ကြောင့်ကိုနေပြီးတော့ဒီဖေကနေပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာအယောက်ပေါင်း6ယောက်သေဆုံးတယ်နောက်တစ်ခုကမကွေးတိုင်းနတ်မောက်မြို့မှာရှိတဲ့တောင်ဖက်မဆိုလို့ရှိရင်စစ်စစ်ရဲ့ gate ရှိတယ်အဲ့ဒီစစ်စစ်ရဲ့ gate ကိုနေပြီးတော့ဒီဖက်ကတော်လိုင်းရင်ဖွဲ့တွေကဝင်ပြီးတော့အဲ့ဒီမှာတိုက်တယ် စက္ကစအယောက်ပေါင်း9ယောက်တည်ဆုံးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကမန္တလေးတိုင်းမြင်းချမ်းမှာဆိုလို့ရှိရင်တော့9ရက်တိုက်ပွဲဖြစ်တယ်။အဲဒီမှာစက္ကစအယောက်ပေါင်း6ယောက်တည်တယ်။စခန်းတစ်ခုကိုတင်းလို့ရတယ်ဆိုတဲ့တည်ရင်နောက်တစ်ခုကရှမ်းတောင်နော်အောင်ပန်းရဲ့တောင်ကြီးရဲ့ဟိုပုံးရဲ့စသဖြင့်ဒီနေရာတွေမှာလည်းမင်းကလေးထိတယ်။အင်းလေးတို့ဘာလို့ဆိုရင်တော့တော်တော်ထိတယ်။ဆိုတော့အဲဒီမှာပြက်အစည်းတွေကိုသွားရောက်ပြီးတော့ကြေရှုစစ်ဆေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ဒါကမာလာနော်မာလာကိုတိုင်းသွားပြီးတော့အဲဒီမှာစစ်ဆေးတယ်။ ဒါပေမဲ့လုံချုံရေးကိုကြတော့တင်းတင်းကြပ်ကြပ်နော်ချထားပြီးတော့သူအဲ့ဒီမှာသွားရောက်လေးပတ်တယ်ကြီးရှုတယ်မာကြားတယ်စသဖြင့်ဒီဟာတွေကိုလုတ်တယ်ဆိုတဲ့ဟာကိုဒီနေ့တွေးရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီညီနောင်သုံးဖွဲ့နော်ညီနောင်သုံးဖွဲ့လို့ပြောတဲ့အခါမှာကျွန်တော်တို့ A ပါမယ် TNL ပါမယ် MNDA ပါမယ်ဆိုတော့ဒီနေ့က A ရဲ့စစ်6နှစ်မြောက်တပ်တူထောင်ရေးနေ့ဖြစ်တယ်ဆိုတော့နိုင်ငံခြားမှာလည်း A ခလူမျိုးတွေအားဆိုလို့ရှိရင်တော့ A စစ်6နှစ်မြောက်တပ်တူထောင်တဲ့နေ့တွေကိုသူတို့လုပ်ကြတယ်ဆိုတော့ အခု AA ကလည်းသူတို့လုပ်တယ်လုပ်တဲ့ခါကျတော့ဒီဖက်မှာ MNDA နဲ့ TNLA တို့ကဆိုလို့ရှိရင်သုံးလောပို့တယ်ဆိုတော့တခြားအဖွဲ့တွေလည်းပို့တယ်နော် KMDF တို့ KNLA တို့ PPLA တို့စသဖြင့်ဒီအဖွဲ့တွေလည်းသူတို့ အဲ့ဒီမှာပို့တယ်။မြေတော့ KIA လည်းပို့တယ်။အဲ့ဒါကတော့တော်တော်ပို့ကြတယ်နော်။ပို့ကြတယ်။အဲ့ဒီမှာအဓိကဟတ်လိုက်လုပ်ပြီးတော့ဖော်ပြထားတာကဘာလဲဆိုလို့ရှိရင်တော့ TNLA နဲ့ MNDA နော်။ MNDA ကတော့ကျွန်တော်တို့ဒီစက္ကဆာနဲ့ blue plan အဲ့ဒီမှာဒီ last show မျိုးကိုပေးဖို့နော်အချိန်နဲ့ထိတောင်းလာရောက်သွားပြီ။ April 27ရက်နေ့သူတို့နောက်ဆုံးမယ်။ဒါပေမဲ့ဒီမြို့ရဲ့အပြင်ဖက်မှာတော့သူ့ရဲ့လူတွေထားတယ်နော်။ MNDA ရဲ့လူတွေထားတယ်။အခုကတော့ဒီ MNDA နောက်ဆုံးတော့မယ်ဆိုတော့အဲ့ဒီ last show မျိုးကိုနေပြီးတော့ကျွန်တော်တို့စက္ကဆာကအုပ်ချုပ်ရေးအဖွဲ့တွေစတော့ဝင် နေဆိုတဲ့ဟာကိုတော့တွေ့ရတယ်စက္ကဆရဲ့စစ်သားတွေတော့မဝင်သေးဘူးเนาะဘာပဲပြောပြောတနေ့ကြလို့ရှိရင်တော့ MNDA ရဲ့တော့နောက်တော့ရမယ်ဆိုတာတော့သိချတယ်ဘာဖြစ်လို့ဆိုတော့သူတို့ AI ရလာတဲ့ခြေကုပ်ရတာနဲ့သူတို့ကိုဆော့ဖို့ကတော့အဆင်သင့်ပဲဒါကတော့မြေပုတ်လက်ခတ်မလွှဲဖြစ်မြဲအကြောင်းရပဲဖြစ်တယ်ဆိုတော့ဒီလိုလုပ်ရင်ဒါနဲ့ဒီနေ့ TNL လဲထွန်းလဲကောင်းပဲเนาะအဲ့ဒီမှာတရုတ်ရဲ့စစ်ဆင်ရှင်မှုကိုလက်ခံတဲ့အဲ့ဒီမှာသူတို့ရဲ့လမ်းကြောင်းတိုင်ရက်တီမယ်ဆိုတာ သူတို့ထုတ်ပြန်တယ်เนาะ AA ရဲ့16နှစ်မြောက်เนาะတက်ထူထောင်ရေးနေ့မှာဆိုလို့ရှိရင် MNDA နဲ့ TNL ကနေပြီးတော့အဒီမှာသုံးရလောက်ပို့တယ်ပို့တဲ့ခါကျတော့တစ်သူညနှစ်ခွန်ဟာဆိုလို့ရှိရင်သူတို့စဆောင်စပြီးတော့ပေါ်ဆောင်ခဲ့တယ်အောင်မြင်မှုတွေလည်းရခဲ့တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်အသက်ခေပေါင်းမြောက်များစွာရှိတဲ့ကြားကနေပြီးတော့ဒီဒေါ်လာရဲ့အင်အားစုတွေနဲ့เนาะဒါဘလုံးတဝတွေဖြစ်ပြီးတော့စစ်အာဏာရှင်ဖြုတ်ချရေးကို ော်ဒီဆိုင်မမတ်အောင်ဝေးရတဲ့အထိလုံမယ်ဆိုပြီးမှတရားဝင်ထုတ်ပြန်ပြန်ရောနော်ဘာကိုယုံမလဲတော့မသိတော့ဘူးနော်ဘာကိုယုံရမလဲတော့မသိတော့ဘူးလက်ရှိကတော့လက်ရှိကနေဆုတ်ပဲနော်ဆိုတော့ဒီ TNL လေဒီ UNG နဲ့မဆက်ဆက်ရဘူးလို့တရုတ်ကပြောတယ်လုံဝသူတို့နဲ့အဆက်အသွယ်မလုပ်ဘူးဝါတို့ဘာတို့လဲဒီလိုပဲဒီဒေါ်လင်းအဖွဲ့တွေနဲ့သူတို့ထောက်ပံ့တာတွေပါတယ်မလုပ်ရဘူးဆိုတော့အခုလက်ရှိမျိုးကိုထိန်းချုပ်တဲ့အခါမှာကျွန်တော်တို့ဒီဝါလဲပါဝါပတ်သက်မှုတွေအများကြီးရှိတယ် ဆိုတော့ဒီဝကကျွန်တော်တို့အချင်းသားတွေတော့မှလွတ်သေးတယ်နော်အချင်းသားတွေအဲ့ဒီမှာသူတို့ထောင်ကနေပြီးတော့လွတ်ပေးတဲ့ဒါတို့ဘာလို့ရှိလဲအဲ့ဒီ last show မှာပဲဆိုတော့အတိတ်ပြရတော့ဒီ last show ကိုနေပြီးတော့အဲ့ဒီ MNDA ရဲ့ပြီးလို့ရှိရင်စကဆာရဲ့ဝရဲ့သုံးဖွဲ့ကနေပြီးတော့သူတို့ကနေပြီးတော့အဲ့ဒီမှာဝေစားမြန်စားလောက်ကြမယ်ဒါပေမဲ့ဒီနေ့ရက်တင်းမှာကတော့နော် ူတို့ကဆိုလို့ရှိရင်ဒီစစ်စင်ရေးကိုဆိုင်နွေးတဲ့တက်တူညာနှစ်ခွန်ရဲ့အောင်ပွေးနဲ့အတူဆုံးအောင်ထိဒေါ်လာရဲ့တက်ဖွဲ့တွေနဲ့အတူနောက်ရက်တီမယ်ဆက်အနာရှင်ကိုဖြုတ်ချမယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ပြန်တယ်ဆိုတော့ ဘာကိုယုံရမလဲဆိုတာတော့ကျွန်တော်တို့မသိဘူးဆိုတော့သူတို့ကတော့အဲ့လိုမျိုးထုတ်ပြန်ထားတယ်ဆိုတဲ့ဟာကိုတင်မီဒီယာတိုင်းမှာတော့အာရပါရပြောကြတာပဲเนาะအဲ့လိုမျိုးပြောတိုင်းပြောတိုင်းကျွန်တော်တို့ကဒီတော်လင်းအဖွဲ့တွေကပြန်ပြီးတော့စိတ်တွေကအရင်တော့သူ့ကိုသူတို့ကို blame လုပ်တဲ့ဟာတွေပါတယ်ပြန်ပြီးတော့ယော့ချသွားတယ်เนาะယော့ချသွားတယ်ဆိုတော့အခုလည်းအဲ့လိုမျိုးပြောပြန်တယ်เนาะအဲ့လိုမျိုးပြောခဲ့တဲ့စကားတွေကအချိန်ပေါင်းမနေတော့ပြီးလို့ရှိရင်တော့တရုံနဲ့ပြန်ပေါင်းသွားတယ်အဲ့လိုမျိုးပြောတယ်ပြီးတော့အမွေတစ်ခုကိုရတယ်ပြီးလို့ရှိရင်တော့သူတို့ပြန်ပြီးတော့နောက်ဆုတ်သွားတယ်ဆိုတော့သူတို့ပြောတဲ့ဟာကိုနေပြီးတော့ကျွန်တော်တို့တော်တော်ကိုတတိထားပြီးတော့ တုံ့ပြန်ရမယ်တတိထဘရကင်တွေ့ရမယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုအလိုမျိုးပြောလဲဆိုတော့တင်းနောက်တစ်ခုကကျွန်တော် show မျိုးမှာဆိုလို့ရှိရင်တော့ MNDA ကနေပြီးတော့ဒီလူတက်သမားတွေကိုဖမ်းဆီးရမိတယ်လူတက်မှုကိုကျူးလွန်တဲ့လူ9ယောက်ကိုတည်တံပေးတယ်သုံးယောက်ကိုကြတော့သူတို့ကိုအပြစ်ဒဏ်အတီးတီးပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်မနေ့ကလည်းကျွန်တော်တို့ KIA ရနေပြီးတော့ကျွန်တော်တို့ဒီ Locatis ခန်းကနေပြီးတော့ ဒီမင်းကလေးငယ်၃ယောက်ကိုပြန်ပြေးဆွဲပြီးတော့တတ်တဲ့အဲ့ဒီလူကိုလေတည်တန်းချမှတ်တယ်အဒါ KNY ကအခုကတော့ MNDA ကလူတန်းမှုကိုကျူးလွန်တဲ့၅ယောက်ကိုတည်တန်းပေးတယ်သူတို့ကိုလည်းနော်၅ဦးကိုကြာတော့အပြစ်တန်းနော်အတိအကျချမှတ်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မင်းကလေးရနော်မင်းကလေးရ7.7ကတက်စကဲနဲ့လှုပ်တဲ့မင်းကလေးရဆိုလို့ရှိရင်တော့ဒီနေ့လူရဲ့ဘလောက်ထိသေးပြီလဲဆိုလို့ရှိရင်တော့3640နဲ့5ဦးကနေပြီးတော့တည်ဆုံးပြီးတော့ကျွန်တော်တို့ဒဏ်ရာရရှိတဲ့လူကတော့9018ဦးကဒဏ်ရာရရှိတယ် နော်140နဲ့5ဦးကတော့ပျောက်ဆုံးနေသေးပဲဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့စကိုင်းရဲ့ချင်းရဲ့အဲ့ဒီမှာဘုံကြီးကြီးကျွန်တော်တို့ဒီမအလကကျဲတယ်နော်ဘုံကျဲတယ်လေပြန်နဲ့ဘုံကျဲတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ချင်းအရောက်ပေါင်း80တေတဲ့လူတွေနိုင်ရရရှိတဲ့လူအလောက်ရှိတယ်ဒါပေမဲ့ဒီအတိအကျကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဒီစကိုင်းဝန်တိုလို့မင်တာလို့နော်မင်တာမျိုးတို့တီတီမျိုးတို့အဲ့ဒီမှာပုံချဲတယ်နော်ပုံချဲတဲ့အခါကျတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်းကလေးငယ်ပါဝင်38ရှစ်ယောက်သေးတယ်30နဲ့3ယောက်ကဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီနေ့ April 10ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ